ောဆုံးခါကွန်မိန်ကွန်မာတောင်းလုံးတောင်းလံဦးနီးကျင်းဝခွန်ရောင်မောဆုံးခါစီကောခရောစုကာဩမင်္ဂလာပါပြည်သူပြည်သားများအားလုံးနေကောင်းကြပါပြီစီးပွားရေးတိုးတက်ပါစေကြောင်းကျွန်တော်ဆုတောင်းမေတ္တာပို့တာပါတယ်ကျွန်တော်ကတော့တိုင်းလိုက်ချမ်းနီမြို့သားများဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌဦးဆိုင်ထေအောင်ဖြစ်ပါတယ်မြန်ဆန္ဒချင်းမိဘပြည်သူများခင်ဗျာကျွန်တော်တို့ပါတီအနေဖြင့်ပြည်ထောင်စုတမရမြန်မာနိုင်ငံတော်အတွင်း မိတင်းနေထိုင်လျက်ရှိကြတော့တိုင်းသားလူမျိုးများအကြားဖိနေရှုပ်ချယ်မှုကင်းရှင်းပြီးတရားမျှတခြင်းလွတ်လပ်ခြင်းညီမျှခြင်းတည်းဟုသောလောကပါဠတရားတို့လွှမ်းခြုံလျက်အချင်းချင်းချစ်ကြည်ရင်းနှီးစွာဖြင့်လူမျိုးတည်တည်ဘာသာအယူဝါဒဓလေ့ထုံးနှိုင်းခြင်းမှုတို့ကိုအပြာလန်လေးစားတာမိုးထားကြမှတာလျင်စည်းလုံးညီညွတ်၍အထူးချီတည်ထောင်ခိုင်မြဲသောဒီမိုကရေစီနှင့်ဖယ်ဒရယ်စနစ်ကိုအခြေခံသောပြည်ထောင်စုနိုင်ငံတော်ကြီးကိုတည်ထောင်နိုင်မည်ဟုအလေးအနက် ယုံကြည်ချက်သားချီတည်နေအညီပါတီစတဲ့တီထောင်ဒီမှယနေ့အချိန်ထိယုံကြည်ချက်ကို ခိုင်ခိုင်မာမာစွဲစွဲမြဲမြဲဆုတ်ကင်ထားပြီးလောက်ကင်ဆောင်ရွက်နေပါတယ်။မျိုးဆက်တဲ့လူငယ်လူရွယ်များကိုအသိပညာချင်းအသက်ပညာချင်းများဖြစ်လာကြစေရနှင့်နိုင်ငံတည်ဆောက်ရေးတွင် စိတ်အားထက်သန်စွာပါဝင်ဆောင်ရွက်လာနိုင်ရေးတို့ကိုလည်းအလေးထားပြီးဆောင်ရွက်ပေးနေပါတယ်။ပခက်လောလောလတ်ဒီကဘာကြီးကိုလွားမိုးနိုင်ရမည်ဟုသောဆောင်ဖို့တိုင်း အမျိုးသမီးများမြန်မာနိုင်ငံရေးတွင်ပိုမိုပါဝင်လာနိုင်ရေးအတွက်လည်းလုပ်ငန်းစဉ်တရဆက်မှတ်ထားပြီးဆောင်ရွက်နေပါတယ်။ယခုကျင်းပမည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးတွင်ကျွန်တော်တို့ပါတီအနေနဲ့ရှင်းလုပ်ငန်းစဉ်၄ရဆက်မှတ်ထားပြီးပြည်သူလူထုကောင်းကျိုးကိုရှေ့ချုကအားတုံခွန်ဆိုင်စူးစမ်းဆောင်ရွက်သွားမယ်လို့လေးနဲ့တည်ကြည်စွာဖြင့်ပြည်သူလူထုကြီးအပြောကြားလိုပါတယ်။လုပ်ငန်းစဉ်၁ငင်းချရင် မဲဆာနာချင်းမိဘပြည်သူများခင်ဗျာနိုင်ငံတစ်ခုဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင်ငြိမ်းချမ်းရေးဒီမဖြစ်မနေလိုအပ်ပါတယ်ငြိမ်းချမ်းရေးရရှိဖို့ဆိုရင်အမုန်းတရားတွေဖယ်ရှားအသိကဖြစ်ခဲ့တဲ့မျိုးကိုတင်ကားစာယူနာကမြန်မာနိုင်ငံတော်ကြီးဖွံ့ဖြိုးတိုးတက်ရန်ကြီးတာမီပြစ်စုံပါကာလတွင်နိုင်ငံချစ်စိတ်အပြည့်ဖြင့်သဘောထားကြီးစွာညှိနှိုင်းဆွေးနွေးကြမယ်ဆိုရင်ငြိမ်းချမ်းရေးကိုဧကမုတ်ချရရမည်ဟုကျွန်တော်တို့ပါတီအနေနဲ့ယုံကြည်ထားပါတယ် ပင်လုံစာချုပ်နဲ့အတူပေါ်ဖြစ်ပေါ်လာတဲ့တိုင်းရင်းသားပြဿနာလွတ်လပ်ရေးနဲ့အတူပေါ်ပေါက်လာသောပြည်တွင်းစစ်စစ်ကြောင့်အမုန်းတရားတွေနဲ့တိုင်းရင်းသားညီကိုချင်းချင်းတပ်ဖြတ်လာခဲ့ကြတာနှစ်ပေါင်း90ကျော်ခဲ့ပါပြီပြည်သူတွေရဲ့အသက်အိုးအိမ်စီးစိမ်တွေလည်းပျက်စီးခဲ့ရတာများလာပါပြီစစ်ပွဲတွေအတွက်လက်နက်ခရမ်းတွေဝယ်နိုင်မှုငွေရလဲတဲ့မူရစီဝါထုတ်လုပ်ရောင်းချခြင်းတွေလုပ်မြေပေါ်မြေအောက်တရားစာတော်တွေကိုလည်းမောင်ခိုစည်းနဲ့ရောင်း အဲ့ဒီလိုနဲ့ကျွန်တော်တို့ရှင်းပြလို့ခဲ့ရတဲ့ပြည်တော်စုနိုင်ငံမြန်မာနိုင်ငံကြီးဟာနိုင်ငံတကာမှာဂုံတီးရမဲ့စာဂုံငယ်ခဲ့ရပါပြီစစ်ပွဲတွေဖြစ်လာပြီဆိုရင်မြည်ဒီအဖွဲ့ကနိုင်ဒီဖြစ်စေဒုက္ခရောက်ကြရသူတွေကပြည်သူတွေပါစစ်ပွဲတွေကြောင့်ပြည်သူတွေလည်းဒုက္ခရောက်လာပါပြီနိုင်ငံတော်နဲ့ပြည်သူတွေကိုအမှန်တကယ်ရှင်းပြလို့တယ်ဆိုရင်ဖြစ်စစ်ပွဲတွေရပြီးသပွဲဝိုင်းပေါ်မှာစကားပြောကြပါစို့လို့နိုင်ငံတော်ကိုလက်နက်ကန်တိုက်ခိုက်နေကြတော့ ဖွဲ့စည်းများအားလုံးကိုမြစ်တာရခံပါတယ်ကျွန်တော်တို့တွေဟာဒီနိုင်ငံမှာ မွေးဖွားခဲ့ကြတဲ့ညီအကိုတွေဖြစ်ကြပါတယ်ကျွန်တော်တို့ရဲ့မိဘပြည်သူတွေငြိမ်းချမ်းခြင်းလွတ်လပ်ခြင်းကိုအထူးလိုလားတောင်းတနေကြပါပြီစစ်ပွဲတွေအတွက်ကုန်ကြမ်းစည်းများကိုနိုင်ငံတော်အတွက်လူဝတ်တိနေရာများမှာတုံ့ဆွဲပြီးမိဘပြည်သူများကိုကျေးဇူးဆကြရအောင်ပြည်သူဆန္ဒနဲ့အညီကျွန်တော်တို့တွေးချင်းညီကိုတွေဒီမိုကရေစီနဲ့ဟယ်ရန်စနစ်ကိုအခြေခံသော ပြည်တော်စုနိုင်ငံတော်ကြီးကိုစုပေါင်းညီညာစွာတည်ဆောက်ကြပါစို့လို့တိုက်တွန်းပြောကြားလိုပါတယ်။ကမ္ဘာနိုင်ငံများကိုလေးလာကြည့်ရတွင်လဲစစ်မှတ်ဖြစ်ပေါ်သောနိုင်ငံများသည်အသက်အိုးအိမ်များတည်ကြည်ပျက်စီးကြရပြီးဖွံ့ဖြိုးမှုနောက်ကျနေသည်ကိုတွေ့ရှိရပါတယ်။စစ်ပွဲဖြစ်ပွား၍နိုင်ငံဖွံ့ဖြိုးတိုးတက်သွားသည်ကိုမတွေ့ရှိရပါ။ဒါရကအနေနဲ့ဒီခင်ကပြည်ရေးစစ်ကြီးဖြစ်ခဲ့ကြတဲ့ဗီယက်နမ်နိုင်ငံ၊ကမ္ဘောဒီးယားနိုင်ငံတို့ကယခုခါတွင် ငြိမ်းချမ်းရေးရရှိပြီးနောက်ပြည်သူများကောင်းမွန်စွာနေထိုင်လုပ်ကိုင်နိုင်ကြပြီးနိုင်ငံဖွံ့ဖြိုးတိုးတက်လာနေတာကိုတွေ့ရှိရပါတယ်။ဒါကြောင့်ကျွန်တော်တို့ဒီတရားနိုင်ငံတော်နဲ့ပြည်သူတွေရဲ့အကျိုးကိုချေချူပြီးနိုင်ငံရေးပြဿနာကိုလက်နက်နဲ့ဖြေချင်းတက်ဇပွဲဝိုင်းပေါ်မှာတွေ့ဆုံဆွေးနွေးအပြေရှားရင်းငြိမ်းချမ်းရေးကြီးရရှိသည့်အထိဆောင်ရွက်သွားကြပါစို့လို့ဆလောင်းတိုက်တွန်းပြောကြားလိုပါတယ်။လုပ်ငန်းစဉ်နှစ်ချမ်းဒီလူမျိုးအမိမာရရှိရေး မဲဆန္ဒရှင်မိဘပြည်သူများခင်ဗျာယန္တိတိုင်းရင်းသားများဒီလူငယ်တော်နှစ်ပေါင်း3000ကျော်ကလေးကပြည်တော်စုမြန်မာနိုင်ငံနန္ဒမိတ်တွင်း၌မြို့ပြပြည်ဝများတည်ထောင်ပြီးနေထိုင်လာခဲ့ကြသည်ကိုတမိုင်းမှတ်သားများအရသိရှိရပါသည်ဘာသာစကားစာပေယဉ်ကျေးမှုရိုးရာဒလိဖြစ်တည်လာသည့်တမိုင်းကြောင်းသူညီကြပါလျက်လူမျိုးအမိကိုအမျိုးမျိုးခေါ်တွင်ခဲ့ကြသည့်ဖြင့်တိန်ကောပပြလုံးဤပါဖြစ်နေပါသည်မြန်မာနိုင်ငံလွတ်လပ်ရရှိပြီးနောက်ပိုင်းတွင်လည်းယန္တိ ဆမ်းမမဆံကလေးမြည်လဆာဟူရဲ့၎င်းဆမ်းမတာဖြင့်ဒေတာလိုက်တိုင်း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 လျောင်းတိုင်းလိုက်ဟုခေါ်ဆိုကြပြီးမြန်မာပြန်ဆိုတော့ဆန်းဒီဟုအတိတ်ပဲရပါတယ်ထို့ပြင်ရှင်နေမင်းနှင့်ဥဒိမိဘေးဝဲရနေထိုင်သူများကိုအနောက်မြစ်ချမ်းမြည်ထားတလံဘေးဝဲရနေထိုင်သူများကိုတလံယူချမ်းအေရမြစ်ဘေးဝဲရနေထိုင်သူများကိုအချင်းမြစ်ချမ်းဟုလည်းခေါ်ဆိုကြပါသေးတယ်လူမျိုးတစ်မျိုး၏အမည်ကို အမျိုးမျိုးခေါ်တွင်ခဲ့တာတွေစည်ရင်းပြုစုရန်အခက်အခဲများဖြစ်ရပါတယ်ထို့အတွက်ကြောင့်ချမ်းဒီအမျိုးသားရေးလှုပ်ရှားသူများရဟန်းတန်ခါများစုပေါင်း၍2016ခုနှစ်ဖေဖော်ဝါရီလ19ရက်နေ့တွင် Homeland မြို့2016ခုနှစ်ဖေဖော်ဝါရီလ29ရက်နေ့တွင်မွန်ကြီးမြို့တို့၌စီလွေပြုလုပ်ခဲ့ကြ၍2016ခုနှစ်မတ်လ26-29ရက်နေ့တွင်မန္တလေးမြို့၌ချမ်းဒီအမျိုးသားညီလာခံကြီးကိုကျင်းပခဲ့ကြပြီး အမိမျိုးမျိုးဖြစ်ခေါ်ဆိုနေကြတဲ့မိမိတို့လူမျိုးအမိကိုရှာနီဟုခေါ်ဆိုကြရနီလာကတဲရောက်လာကြသူအလုံးမှသဘောတူဆုံးဖြတ်ခဲ့ကြပါတယ်။ရှာနီမျိုးသားနီလာကကြီးရဲ့ဆုံးဖြတ်ချက်များကိုပြည်တော်စုငိမ့်ချရဲ့နီလာက20ရာစုပင်လုံတို့နေရ6လ2016ရင်းနှစ်တွင်ကျွန်တော်တို့ပါတီအနေနဲ့တွင်တင်ခဲ့ပါတယ်။မြန်မာနိုင်ငံကြီးအရေးအကိစ္စများကိုပြည်တော်စုလွတ်တော်ကြီးကသာဆုံးဖြတ်အတည်ပြုနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်ရှာနီလူမျိုးအမြင်မှရရှိရေးအတွက် ကျွန်တော်တို့ပါတီမှကိုယ်စားလှယ်လောင်းများလွတ်တော်တီတီတို့ရောက်ရှိနိုင်ရန်ရှမ်းလူမျိုးများအလုံးအမျိုးသားရေးတာဝန်တရားအနေနဲ့ဆောင်ရွက်ပေးကြဖို့မြစ်တန်ရက်ခံတင်ပြအပ်ပါတယ်။လုပ်ငန်းစဉ်3တောင်းလေဘဘအမြင့်တင်မဲဆာနာချင်းမိဘပြည်သူများခင်ဗျာ2014တကောင်စင်းရမြန်မာနိုင်ငံလူရိတ်69နှစ်ရခိုင်နှုန်းကျော်ဒီတောင်းလေမများဖြစ်ကြတယ်လို့သိရှိရပါတယ်။ရင်ကိန်ကနားရဆိုရင်တောင်းလေမများ စန္ဒလာလျင် နိုင်ငံဒီရဲတိုးတက်မြင့်မားလာနိုင်ပါလေကျွန်တော်ကိုယ်တိုင်ကလည်းတောင်တူလယ်နမတူဖြစ်သည့်အတွက်ကိုယ်တိုင်ခံစားရပြီးဘဝတူလယ်နမများအကျိုးကိုအစွမ်းကုန်ကြိုးစားဆောင်ရွက်သွားမယ်လို့ပြောကြားလိုပါတယ်ကိုယ်စင်းတို့ကြီးမြင့်လာခြင်းလေယာလုံငန်းဝင်တုံးပစ္စည်းများဈေးနှုန်းမြင့်တက်လာခြင်းလောက်ဓမ္မကနှုံတာများမြင့်တက်လာခြင်းထွက်ချီလာသည့်ဆန်သမားနှင့်ဝင်ငွေထွက်ငွေမြင့်မြတ်မှုကြောင့်လေလုံရင်အချုံးပေါ်လာနေသည်ကို တွေ့ရှိရပါတယ်ချို့တောင်တူများမှာ လေယာဉ်လုပ်ငန်းကိုဆက်လက်မလုပ်ကင်နေတော့ပဲအခြားရရအလုပ်များကိုဒါလုပ်ကင်နေကြရပါတယ်စစ်ပွဲတွေကြောင့်စီပေးချောင်ရောက်ရေး၎င်းကုံစိမ်းနှုံးမြင်များမှုများကြောင့်၎င်းလေယာဉ်လုပ်ငန်းကို မလုပ်ကင်နိုင်ခြင်းစဘာဆက်ပြိုးနေတော့လေယာဉ်မြင်များတွင်လည်းမြေဩဇာအလုံလောက်မတုံးဆွဲနိုင်ခြင်းတို့ကြောင့်အည်တွေးပြည်မီသောဆန်စဘာထွက်ချင်းမှုနည်းလာခြင်းများသည့်နိုင်ငံတော်အတွက်များစွာနှင့်နာတည်ဟုခံယူမိပါတယ်ကျွန်တော်တို့တောင်လယ်မန်းများ၏ဘဝကို ပြန်လည်နှင့်မြင့်တင်နိုင်ရေးအတွက်ဤပညာပေါ့ပိုးနိုင်ရေးဈေးကွက်ကောင်းမြတ်ရရှိရေးလုံလောက်သောနှစ်တို့နှစ်ရှိရှင်းဝင်များထုတ်ချီးပေးနိုင်ရေးစသည်ဖြင့်တောင်လယ်မားများတို့၏လူအချက်များကိုပံ့ပိုးရန်နိုင်ငံတော်မှစီမံဆောင်ရွက်ပြီးတောင်လူလယ်မားများမှလည်းအည်တွေးပြည့်မီသောဆန်သမားနှင့်တီးနာများကိုစိုက်ပျိုးထုတ်လုပ်နိုင်ပြီဆိုပါကနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကိုညားစွာအထောက်အကူဖြစ်နိုင်ပါတယ်တို့အတွက်ကြောင့်တောင်လူလယ်မားများ၏ဘဝမြင့်တည်ရေးကို ကျွန်တော်တို့ပါတီအနေနဲ့စွမ်းကုန်စူးစမ်းဆောင်ရွက်သွားမယ်လို့ထပ်လောင်းပြောကြားလိုက်ပါတယ်။လုပ်ငန်းစဉ်၄ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖြစ်ဆက်ပယ်ဖျက်ရေးမဲဆန္ဒခြင်းမိဘပြည်သူများခင်ဗျာနိုင်ငံတကူ၏ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာနိုင်ငံရဲ့အသက်လွတ်တော်ပြောလို့ရပါတယ်။ကျွန်တော်တို့နိုင်ငံမှာ1948ခုနှစ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရဲ့အာဏာချက်ကြောင့်ပြည်ရင်းစစ်ကြီးစတင်ဖြစ်ခဲ့ရတယ်လို့တုံ့တက်တင်ပြခြင်းပါတယ်။ 1994ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကလည်းတပါတီစနစ်ကိုအခြေခံထားတဲ့အတွက်ကျွန်တော်တို့နိုင်ငံနဲ့အာဝင်ခွင့်ကြမဖြစ်ခဲ့ပါဘူး။ယခုကျွန်တော်တို့ကျင့်သုံးနေတဲ့28ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေသည်မြန်မာနိုင်ငံနဲ့ကပ်ညီမဲ့ဒီမိုကရေစီစနစ်ကိုအခြေခံပြီးရည်စထားတယ်လို့ကျွန်တော်အမြင်ကိုတင်ပြပါရစေ။ဖွဲ့စည်းပုံအခြေခံဥပဒေကိုဖျက်ဆီးနေရတဲ့ခေတ်ကာလနဲ့ညီပြင်ဆင်ဖြစ်ဆက်ပယ်ဖျက်နိုင်ရေးတို့ကိုဆောင်ရွက်နိုင်မှလားခင်မီအကောင်ခိုင်မာတိ ဖွဲ့စည်းပုံဖြစ်မယ်လို့ယုံကြည်ပါတယ်။ပြီးခဲ့တော့လွတ်တော်တက်တာ20မှာဖွဲ့စည်းပုံပြင်ဆင်နိုင်ခဲ့တာနည်းခဲ့ပေမဲ့2021ခုနှစ်မှာ2025ခုနှစ်အတွင်းမြို့သားစည်းလုံးညီညွတ်ရေးနဲ့ငြိမ်းချမ်းရေးဖော်ဆောင်မှုညီနိုင်ရေးကော်မတီ NSPNC နဲ့နိုင်ငံရေးပါတီများအစုဖွဲ့ဤအလို့ဖွဲ့ကိုယ်စားလှယ်များတွေ့ဆုံဆွေးနွေးကြရာပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ2008ပြင်ဆင်ဖြစ်စွရန်အချက်43ချက်ကို သဘောတူညီချသည့်မူကြအဖြစ်ရရှိထားပြီးဖြစ်ပါတယ်။ဖွဲ့စည်းပုံကိုပြင်ဆင်ဖြစ်စေရင်မလိုအပ်တော်သည့်ပုံမှန်များကိုပယ်ဖျက်ရလဲလိုအပ်ပါတယ်။ဒီသဘောတူညီချက်ကိုကြည်ကျင်းအဖြစ်မြန်မာတပ်မတော်ကဖွဲ့စည်းပုံပြင်ဆင်ရေးမှာလည်းကြိုးစားဆောင်ရွက်နေတယ်ဆိုတဲ့အကြောင်းပြောကြားလိုပါတယ်။ဒီကုန်းချုပ်အနေနဲ့ပြောကြားလိုတာကတော့စစ်ပွဲတွေကြားမှာဒုက္ခရောက်ကြရသူတွေကတော့ပြည်သူတွေပါ။ပြည်သူဒုက္ခကလည်းကျွန်တော်တို့ရဲ့ဒုက္ခပါပဲ။ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုရှေ့ခံတော့ပြည်ထောင်စုကိုတိဆောက်ကြဖို့ဆိုရင် ရေကောက်ပွဲတွေမှာပြည်သူတွေဆန္ဒမဲပြီးကြရပါမယ်။ရေကောက်ပွဲတွေကနေနိုင်ငံရေးအပြောင်းလဲကိုဆောင်ရွက်သွားမယ်ဆိုရင်ပျက်စီးဆုံးရှုံးမှုမရှိဘဲပြည်သူတွေရဲ့ဘဝအေးချမ်းစွာ နေထိုင်နိုင်မှာဖြစ်ပါတယ်။ယခုကျင်းပမဲ့ရေကောက်ပွဲကြီးမှာပြည်သူများအနေနဲ့ကိုယုံကြည်ရာအားကိုးရာပါတီတွေကိုမဲထည့်ပေးကြပါလို့ပြောကြားလိုပါတယ်။ယခုရေကောက်ပွဲဟာစနစ်တစ်ခုကိုအကောင်းဆုံး ကူးပြောင်းနိုင်မဲ့ရွေးကောက်ပွဲကြီးဖြစ်ပါတယ်။ချမ်းနီလူမျိုးများအနေနဲ့လည်းကိုလူမျိုးပါတီကိုမဲထက်ပေးကြဖို့ပြောကြားလိုပါတယ်။ကိုလူမျိုးပါတီအနိုင်ရပြီးလွတ်တော်ထဲရောက်မှသာအခြားတိုင်းသားများနီးတူအခွင့်အလားများကိုလွတ်တော်ကနေတင်ပြနိုင်မှာဖြစ်ပါတယ်။ကျွန်တော်တို့ပါတီအနေနဲ့ကတော့မဲဆန္ဒချင်းပြည်သူတွေရဲ့အကျိုးကိုကြည့်ပြီးအထက်မှတင်ပြခဲ့တဲ့အချက်၄ချက်အပြင်နိုင်ငံရေးပညာရေးကျန်းမာရေးစီးပွားရေးလူမှုရေးဖွံ့ဖြိုးတိုးတက်ရေးတို့ကိုလည်း အစွမ်းကိုကြိုးစားဆောင်သွားမယ်ဆိုတဲ့အကြောင်းထပ်လောင်းပြောကြရင်ဏိကုံချုပ်လိုက်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာမဲဆန္ဒရှင်မိဘပြည်သူများဘေးပြာဝေးကွာကြပါစေ anybody naya mi